အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲလက်ရှိမှာဒါကျွန်တော် Cristiano Ronaldo နဲ့ Lionel Messi တို့ရဲ့အကြောင်းကိုတော့ဒါနေရာထဲမှာလည်းလည်းလေးပြောခြင်းနဲ့ပေါ့နော်အဲ့တော့အမှန်တမ်းပြောရမယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်နိုင်ငံပွဲတွေကိုဒီတပတ်အဲ့ဘာဒီအပတ်တွေမှာ live မကြည့်ဖြစ်ပေါ့ဆိုတော့ ကျွန်တော်လည်းခရီးရပြန်ရောက်တာပဲမန်းတာနေကိုဒါမှရှိဒါပေမဲ့ကျွန်တော်ကြည့်ရမှာမဟုတ်ဘူး Twitter တခွင်မှာဒီနံပါတ်တွေနဲ့ပတ်သက်ပြီးအမြင်တက်တယ်ဒါပေမဲ့တပြက်တခါကြရင်ဒီကျွန်တော်တို့ခေတ်က generation ကခြာတိတ်တွေတဖြည်းဖြည်းအသက်ကြီးပြီလူကြီးတွေဖြစ်လာတော့အရန်တိတာလာတယ်ဘုနော်အသက်ရွယ်တွေရောက်လာနေမြတ်ဝန်တူနဲ့ Messi ရဲ့ဒါကျွန်တော်တို့ရန်ဖြစ်တဲ့ပြည်သက်တွေတဖြည်းဖြည်းနေလာတယ် mature ဖြစ်သွားရတယ်ဒါမှမဟုတ်သူတို့ကိုယ်နိုင်မေးဒါကျွန်တော်တို့ဘဝက ဆွဲခေါ်သွားရလားတော့မသိဆွဲခေါ်သွားရလားကျွန်တော်ပေါက်ကဘောဘောရတာကျွန်တော်အလုတ်တပိုင်းတပါညာဆိုတော့ဒါဆွဲခေါ်သွားရလားမသိပါနဲ့ဒီလိုမျိုးရံဖြစ်တယ်ကျွန်တော်အရင်တော့ဒါကျွန်တော်ရဲ့ wall mouse ချင်ဦးတွေ့ရပေါ့ကိုပဲဘလော့လူလာတာမသိပါဘူးပေါ့နော်ဒါလည်းရှိမှ Twitter ပေါ်မှာလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောရနေတော့ဒါပေမဲ့ရံတော့ဖြစ်နေကြတော့မှဒါမှလည်းရှိမှဒါပက်စီနဲ့ဒါကျွန်တော်တို့ပန်နယ်ဒူးနဲ့ဆိုပြီးအခုချိန်ဒီချနေတော့မှပဲဒါပေမဲ့အရင်တော့ကလောက်ဗျာတင်းဟာဒူးနိုင်ဒူးနိုင်နေဖြစ်တယ်ဆိုတော့ ဟိုသူတို့ generation ကခြားတိတ်ချင်းချင်းရန်ဖြစ်ကြတယ်ပေါ့နော်ကျွန်တော်ကြလဲဒီမှာ Vini တို့ Rudy တို့ဒါဒီလိုမျိုးရန်ဖြစ်ကြ Killian Ampa P တို့ဒီလိုမျိုးရာမဲတို့အုပ်စုတွေရန်ဖြစ်ကြတယ်ပေါ့နော်ကိုဒီအုပ်စုတွေကိုဒီလိုမှကိုဒီလိုပဲကြည်ပေါ့နော်ဒါကိုဒီတော့မှဒီ Jio Channel တွေလို့ဒီလိုဒီလိုသတင်းတွေ live fan တွေလို့တွေ့နေရတဲ့မှာပါအဲ့တော့ဘယ်သူမှလည်းရန်ဖြစ်ဖို့အခြေမရှိတော့ဘူးဘာလို့လဲ ျွန်တော်တို့သိတယ်ဒီလူတွေရဲ့တပြေးပြေးအချိန်တွေကတကယ်ကိုကုန်လာပြီတကယ်ကိုအပြေးရလုံးဝကုန်လာပြီဒီနေ့မနက်မှာဆိုလို့ရနောဒိုကဒါကျွန်တော်သူ့ရဲ့ career ရဲ့948ဂိုးမြောက်တယ်ဒါကျွန်တော်တို့ဒါ brace တွင်းတယ်ပေါ့နော်ညာဒါကျွန်တော်တို့နှစ်ဂိုးတွင်းတယ်ဒါဂိုး948ဂိုးမြောက်ဒါကျွန်တော်ပေါ်တူဂီနိုင်ငံအတွက်143ဂိုးတိတိခရစ်စတီယာနိုရနောဒိုကဂိုးတွင်းခဲ့ပြီဖြစ်တယ်ဒီနေ့မှာတစ်ဖက်ကဒါကျွန်တော်လီယိုနယ်မက်ဆီဒါကျွန်တော်ရဲ့ကျွန်တော်အကြိုက်ဆုံးကစားသမားရဲ့တယောက်ဖြစ်တယ်ဒါကျွန်တော်တို့လီယိုနယ်မက်ဆီကတော့ဒါကျွန်တော်တို့အာဂျင်တီးနားနဲ့တူဒါကျွန်တော်တို့ဖန်တီးမှု960ဒါကျွန်တော်ဖန်တီးပေးခဲ့ပြီ ဖြစ်တယ်။ဒါလက်ရှိမှာနီမရဲ့ဒါ59ကိုချစ်ဖက်ဒီမွေမှုကိုတကူကျော်လွန်ပြီးလက်ရှိမှာဒါကျွန်တော်တို့ International Football History မှာပေါ့နော်။ဒါကျွန်တော်တို့အမ်ကမ္ဘာပေါ်ကဒါကျွန်တော်တို့အမ်နိုင်ငံအသစ်တမိုင်းတက်လျှောက်ပွဲစဉ်မှာဒါလီယိုနယ်မက်ဆီက goal ဖန်ဒီမှုအများဆုံးနေနဲ့ဒါကျွန်တော်စာချုပ်တင်သွားခဲ့ဖြစ်တယ်။လက်ရှိမှာလီယိုနယ်မက်ဆီနေနဲ့ဒါ goal ဖန်ဒီမွေမှုအလုံး၄၀၀ပြည့်မှုတော့နှလုံးမဲ့လူတော့တယ်။အဲ့တော့ဒါလည်းကျွန်တော်တို့ထင်တာ ဒါမကြခင်မှာဒါအင်တာမိုင်အမီနဲ့ပွဲစဉ်မှာပြည့်သွားမယ်လို့မြင်ကမ္ဘာဖလားတိတော့ဆွဲမခေါ်သွားတော့ဘူးဒီတိုင်းဆိုလည်းဒါကျွန်တော်အမြင်ပြောမယ်ဆိုခရစ်စတီယာနိုရော်နယ်ဒိုလေးဒါကျွန်တော်တို့ဂူတထောင်ပြည့်ဖို့အတွက်ရာခိုင်နှုန်းများပါတယ်အဲ့တော့နေအောင်လုံးကတော့ဗျာသူတို့လှုပ်ရှားရှိရည်လုံနေတယ်အသက်တွေကတော့သူတို့စကားပြီးမပြောဘူးသူတို့ကသူတို့ဟာသူတို့ရဲ့ကိုင်းထဲမှာစကားပြောနေစေဖြစ်တယ်ဒါပေမဲ့ ကကုနာဘသူပဲဘုံနော်လက်ရှိမှာဒါဒီကူတာကျွန်တော်ကြည့်မယ်ဆိုတော့အခုလက်ရှိမှာ Twitter မှာ Fabrizio Romano တင်မှာတွေ့ရတယ်ကိုရတာကျွန်တော်တို့ Facebook page မှာအရင်တော့ဒါနဲ့ပတ်သက်အားသမမင်းတို့ခေါင်းပါညာတို့ခေါင်းပါအဲ့လိုမျိုးချရတော့အရင်တော့ကတော့ဒါကျွန်တော်တို့ fan page တွေလည်းတဖြည်းဖြည်းနှဲသွားတယ်လူပဲပြောလို့ရ engagement လည်းနှဲသွားတယ်တင်ပါလေဒါကျွန်တော်တို့အရင်တော့ကဒါကျွန်တော်တို့ Ronaldo fan page တွေ Messi fan page တွေမှာတော်တော်လေးကိုများရတယ်မှာပါတယ် ဒါကျွန်တော်အခုလက်ရှိမှာတိတ်တော့မတွေ့ရတော့ဘူးအခုလက်ရှိမှာဒါကျွန်တော်တို့အေးပေါ့ဒါဘာတွေဖြစ်အဲ့တော့တခုနပြောခဲ့လို့ပဲကျွန်တော်တို့အသက်ရွယ်ကျွန်တော်တို့ဒါ reunion မစီလို့ဒါကျွန်တော်တို့ Christian Ronaldo တို့ကြိုက်တယ်လို့အသက်ရွယ်လေးကိုမျိုး live ကဆွဲခေါ်သွားခဲ့ပြီဖြစ်တယ်ဒါတချို့ဆိုလဲဒါအလုံနဲ့ဒါကျွန်တော်တို့ဒီလိုပုံသတင်းလေးတွေ့တဲ့အချိန်မှာရင်အေးသွားတာ Ronaldo အားပြရ Ronaldo အားပြရဟောငါ Ronaldo ရေခုချိန်ဒီ shine ဖြစ်နေတုန်းပဲဆိုပြီးအားပြရတာရင်အေးသွားတယ်တချို့ Lionel Messi ရဲ့ပုံသတ်တွေနေနေလဲဒါခုချိန်ဩငါတို့ Messi ကခုချိန်ဒီလုတ်ပြနေတုန်းပဲဆိုပြီးတော့ရင်အေးရတာပေါ့အဲ့တော့ အချိန်လေးနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့အခုချိန်ဒီဒါကျွန်တော်ကျွန်တော်မျက်စိနဲ့မှာဒါလီယိုနယ်မက်ဆီနဲ့မန်ချက်စတာစီးတီးနဲ့ပုံစံမှာဂျေးမီနာကိုပေါင်ညာတဲ့ခဲ့ခဲ့တာအမေရိကန်တွေကလိုပဲလို့ထင်ခဲ့တယ် ဒါဟာတော်လေးကိုကြာခဲ့ပြီအဲ့တုန်းကဒါကျွန်တော်မမေ့ရဂွာဒီယိုလာတော့မှမန်ချက်စတာစီးတီးမီးပြမဖြစ်သေးဘူးဖြစ်တဲ့အတွက်ကြောင့်မို့အချိန်တစ်ခုရဘလောက်ကြာခဲ့ပြီလဲကျွန်တော်အပြင်နဲ့ကျွန်တော်နဲ့ကြည့်ရင်ကျွန်တော်ခရစ်စတီယန်ရော်နယ်ဒိုနည်းနဲ့ဒါကျွန်တော်အာစနယ်သင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဝီလျံဂါလက်စ်ကိုကြော်ဖို့ကြိုးစားနေတဲ့ trade တွေကအခုချိန်ဒီမျိုးလုံးနေကမထွက်ရသေးဘူးတချို့လူငယ်တော်များဒီလိုအဲ့ဒီဗီဒီယိုတော်တော်များများကိုဒါကျွန်တော်တို့ internet ကကြည့်ရတဲ့အချိန်မှာကျွန်တော်တို့က live ကြည့်ခွင့်ရခဲ့တယ်ကျွန်တော်အပြင်နဲ့ကျွန်တော်နဲ့ဒါကျွန်တော်မမေ့ရခရစ်စတီယန်ရော်နယ်ဒိုနည်းလီယိုနယ်မက်ဆီရဲ့ဒါကျွန်တော်တို့ကမ္ဘာဖလား5ကျွန်တော်တို့ချန်ပီယံလိဂ်ဖိုင်နယ်ကိုကျွန်တော်တို့တာပါနေရောက်ဒါကျွန်တော်မနေ့နေ့နိုင်တို့ဒါ ျွန်တော်စောင့်မိကြီးခဲ့တဲ့ movement တွေရှိတယ်။အဲ့ဒီအချိန်ကဘာနဲ့မှလဲအဲ့တော့ကျွန်တော်ဗာကိုချန်ပလီဖိုင်နဲ့ဗာကျွန်တော် AIG အသက်တော်မကြီးသေးဘူး။အဲ့တော့ဘယ်လောက်ရှိမှာကျွန်တော်က1998ခုနှစ်ဘွန်ဆိုကျွန်တော်ဒါကျွန်တော်တို့ဟိုတို့တို့ကမ္ဘာပလာမို့တို့တို့ကချန်ပလီမော်တွေ့ရင်ကျွန်တော်အဲ့လောက်ကြီးမကြီးသေးဘူးလေ။အဲ့တော့ဖာသားရဲ့ကျွန်တော်အတင်လို့ဟင်းအောင်ထားကြီးထားကြီးဆောင်းမိုက်တယ်။အဲ့ဒါဒါကျွန်တော်မမဲရတာကျွန်တော် SLS Ferguson ကြီးကျွန်တော်လက်သီးဆုပ်တဲ့ဘွယ်ပေါ့နော်။အဲ့တော့ဖာသားရဲ့အတုံးကသူရှင်းရှင်းသူသူ့ဘွားမှာပေါ့နော်ဒါသူ ကိုအတင်းရှုံကကိုစိတ်မဆိုးပဲနဲ့တစ်ဖက်အတင်းကိုချီချူးမိတဲ့ပွဲစဉ်လို့တော့သူပြောဘူးတယ်သူလည်းမချီချူးတဲ့ပွဲစဉ်ရှားတယ်ဘောနော်ဒါသူဒေါက်တာသူကျွန်တော်ခလာတို့ကျွန်တော်တို့ပြောကျွန်တော်ဖာသားကြီးနဲ့ပတ်သက်ရေး तू ကရနာဒူတအားကြိုက်တယ်သူ့အတွက်ကသူဟာရနာဒူကလုံးဝဆန်နှုံးမယ်အဲကျွန်တော်ခုနေကျွန်တော်ခမားတို့ကျွန်တော်တို့ပါဆန်ကောင်းမှတင်ဘူးတယ်ကျွန်တော်ဖာသားကြီးရနာဒူအင်ဂျီနံပါတ်9နဲ့ဘောနော် तू အရန်ကြိုက်လို့ဒါကျွန်တော်တို့ဒီဒီအိမ်မှာသူအမြဲတမ်းဝုတ်ဝတ်တဲ့တဲမှာပါတယ် तू ရနာဒူ तू အရန်ကြိုက်တာသူ့အတွက်ကရနာဒူကပြိုင်ဖို့တခုပဲဒါကျွန်တော်အဲကျွန်တော်ပြောတာလေးသမ်းပါတစ်ခါကျဘောလုံး တမားတွေအားပြည့်တူတွေကအသက်ကြီးတာငယ်တာနဲ့မဆိုင်ဘူးတကယ်တမ်းကြိုက်ပြီးဆိုရင်တကယ်ကိုလမ်းပြန်ထွက်နေတဲ့ဒါကျွန်တော်တို့ figure တွေဒါကျွန်တော်တို့ perspective တွေခဏမေ့ထားလိုက်ဒီလူကိုကြိုက်ကိုကြိုက်ကြတာ တည်လားကျွန်တော်ဆိုလဲခုနကပေါ့ကျွန်တော်အဖေနဲ့ကျွန်တော်ကျွန်တော်ဖဲကျွန်တော်ဖီလမ်းကြောင်ကြောင်လမ်းရမှာနော်မန်ချက်စတာယူနိုက်တက် RP ရော်နယ်ဒိုသာသဘောကျကျွန်တော်ဆိုမဆိုင်ဟုတ်တာကျွန်တော်ကျွန်တော်ကွက်ထွက်ပြီးတော့စပောက် RP တယ်လီယိုနယ်မက်ဆီကျွန်တော်ပူသဘောကျဒါပေမဲ့ကျွန်တော်ကြိုက်ဆုံးကစားသမားကားရဲပြီပေါ့နော်ဒါကြောင့်ဒါပေမဲ့ခုနကလီယိုနယ်မက်ဆီကျွန်တော်ပူသဘောကျတယ်လားခရစ်စတီယိုရော်နယ်ဒိုထက်ဆိုင်အဲ့လိုပူပေါ့နော်တာဖာနေရဒါပေမဲ့ကျွန်တော်တာကျွန်တော် father ဆိုကျွန်တော်အကြိုက်ဆုံးချက်ကဘာလဲဆိုကျွန်တော်ဘတုံးမှ push မဖြစ်ဘူးတကယ်ကိုဖျားဆုပ်ရှင်ပြီသူအား RP ရအတင်းသူအားမပေးရဘူးဒါကျွန်တော် तू तू ကြိုက်တဲ့လူကိုငါလိုက်ကြိုက်ကျွန်တော်လိုက်ကြိုက်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးသူ့မှာရှိတယ်အဲ့တော့ तू ကျွန်တော်ကြိုက်တယ်မှာအဲ့ကြိုက်တဲ့လူရဲ့အကြောင်းကိုပတ်သက်ပြီး तू ကျွန်တော် ော်ပြတယ်ကျွန်တော်ကတော့ကျွန်တော်အဲ့တော့ လီယိုမက်ဆီလီယိုနယ်မက်ဆီကိုစကြတ်သဘောကြကားစားမှသူကျွန်တော်ပြလီယိုနယ်မက်ဆီဘယ်လောက်ထိကောင်းလဲလီယိုနယ်မက်ဆီကခုနကပြောကျွန်တော်အဲ့တော့မမေရလီယိုနယ်မက်ဆီနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်တော့ဒါကျွန်တော်တို့အင်တာနက်ဆိုင်မှာ JSV ထဲမှာဒါကျွန်တော်တို့တပုတ်ကွယ်တော့ဘယ်တော့150လား900လားမသိပေးရအဲ့ကတော့တပုတ်ကို80လို့ပါလို့ရှိသေးတယ်လီယိုနယ်မက်ဆီကကျွန်တော်ဒါဟိုအဲ့ပေါ့ဟို highlight ပေါ့နော် show reel ဒီအဲ့တော့ကျွန်တော်ဒါမမေရအင်တာနက်ဆိုင်ကိုသွားရတာနှစ်ချောင်းရှိတယ်ကျွန်တော်တို့ကဒါအင်တာနက်သုံးဖို့ကျွန်တော်နိုင်ငံခြားတကယ်ကြီးနေမရှိရင်စကားပြောဘူးမှမရှိဘူးအဲ့တော့အဲ့ဒါကြီးစိတ်မပူဆံဘူးကျွန်တော်အင်တာနက်အဲ့လိုတော့မသုံးတတ်ဘူးအဲ့တော့ကျွန်တော်အင်တာနက်ဆိုင်ရုပ်ရှင်တို့နှစ်ခုကြောင်သွားတယ် ော်ခုနပြောလို့ Lionel Messi တို့ဘောလုံး highlight တွေကြီးဖို့တော့ကျွန်တော်တို့ဒါဆိုဒီအကိုကြီးကျွန်တော်တောင်းဆိုဆွဲပြီးပါကျွန်တော်မဲ့မဲ့အဲ့တုန်းကဒါကျွန်တော်ဘူတောင်ဖရားလက်မှာဒါ internet ဆိုင်ရှိတယ်။အဲ့ internet ဆိုင်ကဒါကျွန်တော်နှစ်ထပ်လာမသိရှိတယ်။အဲ့ internet ဆိုင်အခုတော့အဲ့ဆိုင်ကဒါကျွန်တော်အဲ့နားမှာဟိုဖက်နှက်ဆိုင်ဖြစ်သွားပြီလားမသိဘူး။ဖက်နှက်အဲ့ကမသိနေအခုလာကျွန်တော်စင်ကြယ်ဖက်နှက်လာမသိရောင်းနေကျွန်တော်ဘူတောင်ဖရားလက်မှာ အခုအဲ့နာမှာ ban တွေဖြစ်သွားပြီ AR ban တို့ဘာလို့နားဖြစ်သွား AR ban AR ban ဘတ်မဟုတ်ဘူး AR ban ရဲ့ဒါကျွန်တော်တို့မျက်နှာချင်းဆိုင်ဘတ်အဲ့ဒီဘတ်မှာကျွန်တော် internet အများကြီးတုံတုံတာပေါ့အဲ့တော့ကျွန်တော်နှစ်ခုတုံးတယ်ကျွန်တော်အဲ့အဲ့ဆိုင်မှာကျွန်တော်ဒါခုနပြောသူပဲဘောလုံး highlight တို့ကိုကျွန်တော်တို့ဆီကနေဝယ်တယ်နောက်တစ်ခုကအဲ့တုန်းကကျွန်တော်တို့ဒါအာဘဲကမုံပွင့်လေကျွန်တော်တို့ဟိုကကမုံပွင့်လေစိုင်းငင်ကမုံပွင့်အဲ့ပေါ့စိုင်းငင်ကမုံပွင့်မဟုတ်ဘူးကျွန်တော်တို့ဘာလဲ ဗာလေကျွန်တော်တို့ကဘာကြီးကဂမုံဝင်ရှိတာအဲကဘာကြီးမှာဂမုံအဲကဘာကြီးဂမုံဝင်မှာအင်တာနက်ဆိုင်ရှိတယ်တို့က Naruto series တိုက်ကျွန်တော်ညီတော်ဗျာ Naruto ဆိုတဲ့အဲ့မှာကျွန်တော်တို့ဒါဂိမ်းဝေတွေမှာဒါကျွန်တော်တို့ DVD ထဲမှာအများကြီးကြည့်ရတဲ့ဥစားပဲတွေ့ရတယ်အဲ့တော့ပြဿနာအဲ့ DVD ဝယ်ပြီးရင်ကိုယ်တွေကြည့်ပြီးသားပိုင်းတွေပဲပြကိုယ်တွေခဏခဏဂျင်းထဲခံရတယ်ဟုတ်တယ်မလားအဲ့တော့အဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်အဲ့ internet ဆိုင်တော့အခုကြီးအထောက်အထားတွေဆိုအတွက်ဆိုကျွန်တော် CD လေးဘန်းပေးပါ CD လေးဘန်းပြီးကျွန်တော်ပြန်ကြည့်ရတယ်အဲ့တော့ကျွန်တော် internet ဆိုင်သွားအဲ့ကိစ္စနှစ်ခုကြောင့်အဲ့တော့ဖွင့်ချောင်မှုတော့တော့ internet ကတိတ်မသုံးရသေးဘူးကျွန်တော်ပြပြအဲ့တော့လက်ရှိမှာကခုနပေါ်သူပဲဒါဘောလုံးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကအမှတ်ရတယ်အဲ့တော့ Ronaldo တို့ Messi တို့ကိုအရင်တုန်းကခုနပေါ်သူကျွန်တော်ဒါခဲရခဲစစ်ကြည့်ရတယ်ခုလက်ရှိမှာ highlight ကြည့်မှာဖုန်းလေးပို့ပြီး YouTube မှာ Messi ဘာညာဆိုကြည့်လို့ရအောင် ခုကလေးကကန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြန်ကြည့်မယ်ဒီလူတွေကိုအသက်ကြီးလာကျွန်တော်တို့ကမကြိုက်ဘူးဒါပေမဲ့တခါကျရင်သဘောအရမ်းကြိုက်ရတာခင်ဗျားခင်ဗျားကြိုက်ပြီဖြစ်စဉ်မကြိုက်ဘူးဒီနှစ်ကောင်းကသူ့လို့သူ့လို့နေတာအဲ့ဒါဘဝရဲ့ပြရုပ်တစ်ခုပဲလား your life go on their life go on ဒါပဲ per level per level တခါကျရင်ခုနကဘုခင်ဗျားခုနကကိုကိုသွားနေလို့သူတို့ရက်ဆောင်နေမှာမဟုတ်သူတို့သွားနေလို့ခင်ဗျားရက်ဆောင်နေမှာမဟုတ်နှစ်ခုလုံးတစ်ပြိုင်တည်းသွားရတယ် အဲ့တော့ဟိုဝမ်းနေစရာဝမ်းသာစရာပေါ့နော်ဒါဒီလူတွေအနေနဲ့ကျွန်တော်တို့ကြိုက်တယ်ဆိုပေမဲ့ခုနကပေါ့လက်ရှိမှာချက်ချင်းအူကျသွားတဲ့ပုံစံမျိုးရှိပဲနှစ်ယောက်လုံးက peak performance ပဲပြတယ်အသက်အရွယ်နံပါတ်2ခဏမိလိုက်ခရစ်စတီယာန်ရိုနာလဒိုတကယ်ကိုပြရုပ်တခုခုနကပေါ့သူ့ level သူ့အသက်အရွယ်သူ့ body shape တွေတကယ်ကိုအားကျစရာဒါအကောင်းတွေတည်းမှာပါတယ်ဘာလို့ခရစ်စတီယာန်ရိုနာလဒိုနေ့ခုလက်ရှိမှာ billionaire တယောက်ဖြစ်နေဆိုဒါမျိုးကိုတွေးရမယ်တည်းမှာပါတယ်တစ်ဖက်က Lionel Messi ဆိုလည်းလက်ရှိမှာဘာလို့မို့ Lionel Messi ဟာ Lionel Messi ဖြစ်နေလဲဆိုဆက်ပြီးတွေးရတယ်မှာပါတယ်ကျွန်တော်တို့ Messi ကိုကျွန်တော်တို့ကျွန်တော်တို့ Lionel ကိုကျွန်တော် လီယိုကျွန်တော်တို့ရမ်းချစ်တယ်ပေါ့နော်ဒါကတော့လီယိုရဲ့ကျွန်တော်ပြမိုက်တွေ့ခဲ့ဘူးတယ်ဒါအခုလက်ရှိမှာကျွန်တော်တို့တွက်ကကျွန်တော်ပေါ်မှာပြည်စုံတဲ့အရာတစ်ခုဆိုကျွန်တော်ဂုတ်ကြီးနှစ်ပါးကိုသူတို့ရဲ့နိုင်ငံအသင်းတွေကိုကလပ်အသင်းတွေကိုကျွန်တော်တွေ့ခဲ့ဘူးတယ်ကြောင့်ကျွန်တော်နဲ့ခြေတတ်တယ်အင်တာမိုင်းနီနဲ့တော့ကျွန်တော်လီယိုနဲ့မဆီဘူးမတွေ့ခဲ့ဘူးသေးဘူးဒါပေမဲ့ဒါပါကျွန်တော်အနေနဲ့ခြေတတ်တယ်လို့ပဲပြောလို့ရပါတယ်ပေါ့အဲ့တော့ဒါကြည်ရင်ကြည်ရင်လည်းပေါ့နော်လက်ရှိမှာနံပါတ်၄ချင်းဆို idea တစ်ခုရတော့ခင်ဗျားတို့ရကျွန်တော်ပြောပြချင်တာပေါ့နော်ကျွန်တော်တို့လည်းမနေ့ကအသက်ကြီးလာအခုချိန်မှာဒါခုနကပေါ့ဒီလိုမျိုးပွဲတော့ကျွန်တော်မကြည့်နိုင်တော့ เออเนาะဓာမှုပွင့်ငင်းငင်းငင်လို့ပေါ့เนาะဓာမှုပွဲထထကြည့်ရတာပေါ့အခုတော့ငင်းဖို့တော့မပြောနဲ့ဓာမှုတွေတွေ့နေဩသူတို့တွေဓာမှုကြီးတွေလုတ်ပြနိုင်သေးပါလားဆိုပြီးတော့ကြည့်နေရတယ်ပေါ့เนาะတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုအပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေကလပ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တော့မနဲ့ကောင်းမွန်သွန်တွေနေဖြစ်ပါစေစုမုံကောင်းတောင်းပေးနေဖြစ်ကျွန်တော်တို့နေနောက်မှာ A62 ကြတာပေါ့ကျွန်တော်တော့ကောင်းပြီပါဗျဒီပါဗျ